ရှင်းမာပင်ခရိုင်ဆက်လင်းကြီးမြို့နယ်လက်ဗရောင်းဒေတာမှာဖေဖော်ဝါရီလ9ရက်နေ့မနက်၄နာရီဝင်းကျင်ကစတင်ပြီးလက်ဗရောင်းတောင်အနီးမှာရဲအင်အားအသုံးပြုတန်ဆူးကျိုးချက်ထွင်ခတ်မှုကြောင့်ဒေတာကန်တွေနဲ့လုံခြုံရေးတွေထိတ်တိုက်တွေ့ဆုံခဲ့ပြီးတင်းမာမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီလိုဖြစ်ပွားခဲ့ပြီးတဲ့နောက်နေ့လယ်၁၂နာရီဝင်းကျင်မှာရွာသူရွာသား၈ဦးထိမ့်သိမ်းခံခဲ့ရတယ်လို့သိရပါတယ်။ဒီကနေ့မနက်၄နာရီခန့်မှာနေရာ၃နေရာခွဲပြီးခြံစည်းရိုးခတ်ဖို့ကြိုးစားကာ ဝမ်းမင်းရွာအနောက်ထိပ်ညောင်မေကြီးရင်မပင်လမ်းမနာကြော်ရွာနာနဲ့လဘရောင်းတောင်ကိုတက်တဲ့တောင်ရဲ့အရှိတောင်နာနတ်စင်နာတို့မှာခြံစည်းရိုးခတ်ဖို့ကြိုးစားနေရဖြစ်ပြီးရဲအင်အားစုစုပေါင်းတထောင်ခန့်သုံးနာတွေ့ရတယ်လို့လဘရောင်းတောင်ဒေသခံတအူးကပြောပါရယ်လဘရောင်းတောင်လုံးကျုံရေးတွေနဲ့ဒေသခံတောင်သူတွေတင်းမာမှုဖြစ်ပွားခဲ့ပြီးမြေထိုးဆက်ရန်နေရာကြီးတွေဆက်လက်မမောင်းနေမှုတားမြစ်ပြီးတဲ့နောက် နေ့လယ်၁၇နာရီဝန်းကျင်မှာဝမ်မေးကျေးရွာကမတ်တွယ်ဝင်းမဆိန်မယီချိုကိုအာနိုညင်နိုင်ဝင်းနဲ့ရွှေလီကျေးရွာကကိုတိုက်ထွန်းရွှေတို့ထိမ့်သိမ်းခံခဲ့ရပြီးနေ့လယ်၁၂နာရီဝန်းကျင်မှာရန်နီယာကားတွေဆက်လက်မလုပ်ဖို့နဲ့စူးကျုပ်လိတ်ကလာချခြင်းကိုတားမြစ်သူမတ်ဖြူဖြူဝင်းနဲ့မတ်ဆက်တင်တို့ထပ်မံထိမ့်သိမ်းခံရတာဖြစ်ပါတယ်။လဘရောင်းတောင်အနီးမှာ တန်ဆူးကျိုးချဲ့ထွင်ခန့်နေရာနဲ့ပတ်သက်ပြီးလဘရောင်းတောင်အနီးကတောင်သူအချို့ဟာရောကျင်းရယူမထားတဲ့မြေယာတွေပေါ်မှာတန်ဆူးကျိုးတွေဆက်လက်ခန့်နေမှုကိုရက်ဆိုင်ပေးဖို့မြန်မာဝန်ပေါင်းရုံးရှိမှတွားရောက်တောင်းဆိုခဲ့ကြတာဖြစ်ပြီးနှစ်ဖက်တင်းမာနေမှုကိုဒေသခံတွေနဲ့ဒေသအာဏာပိုင်တွေဇန်နဝါရီလ16ရက်နေ့ကစတင်ဆွေးနွေးလျက်ရှိပြီးနောက်ဆုံးအခြေအနေအရဒေသအာဏာပိုင်တွေက မြေယာဧက60ခန်းကိုကန့်တက်မြေအဖြစ်တောင်းဆိုကမ်းလှမ်းထားပြီးတဲ့နောက်အခုလိုမျိုးခြံစည်းရိုးခတ်ဖို့အတွက်ဒေသအာဏာပိုင်တွေကကြိုးပမ်းတာဖြစ်တယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ3ရက်နေ့ညနေပိုင်းကလည်းရင်းမာပင်ခရိုင်ဆက်လင်းကြီးမြို့နယ်စပယ်တောင်ကျေးစင်တောင်အနီးမှာရှိတဲ့ကံကုန်းကျေးရွာနဲ့ဂိုက်တရားခန့်ဝေးတဲ့မိုးကျိုးဆာလက်ဖြူရဲ့အဆစ်ဆက်ယုံအနံ့အသက်ကိုမခံနိုင်တာကြောင့်ကံကုန်းရွာသား900ဝန်းကျင်ဟာဆက်ယုံရွှေ့ပြောင်းပေးရတဲ့အတွက်တောင်းဆိုမှုပြုလုပ်ခဲ့ပါဗျ။